စ်ကောင်မရှင်ကပြည်သူတွေကိုအဖက်ဖက်ကနေကန့်သက်ပိတ်လောင်ထားတဲ့ရခိုင်ပြည်ရဲ့မြို့တော်စစ်တွေကနေအရခတ်တက်တော်ထိန်းချုပ်နေမြေတွေကိုအသက်ဆွန်ပြီးထွက်ပြေးလွတ်မြောက်လာသူတချို့ဟာစောင်းဝယ်နေရေးအလွန်အခက်ခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့စစ်ပီးရှောင်းတွေကပြောကြပါဗျ။စစ်တွေမျိုးကလွတ်မြောက်မျိုးနဲ့တခုမှပြီးခဲ့တဲ့မေလကနေစစ်ပီးခုန်လုံနေတဲ့အမျိုးသမီးတစ်ယောက်ကသူမတို့ကြုံတွေ့နေရတဲ့အခက်ခဲတွေနဲ့ပတ်သက်လို့အခုလိုပြောပြပါဗျ။ဘူးစောဘူးဆမ်မီဒီလောက်ထိခါခိပွားရမှာပါ။ ်ဘယ်လိုဆောဘယ်အင်တီယာတီတီရောမလေးမရှိပါပြန်တော့ပရိုလိုက်ဆာဆာကျော်ဆိုပေါ့ဝဲလို့ပုတ်ပါခန်သားဆက်ပေါ်ပါတီအေဘယ်တော့ဝါဆာတခုဘယ်တော့ဝါဆာမပေးပါလို့ကလေးဘလောက်ခါရလုံးလို့မကြပဲလို့မကြပါဘူးဆောဘူမလောက်ကလေးလုံးမကြပဲတရာလို့ကလုံးတော့ကုထစီရလို့မလားတထစီရကိုမလားကပါအဲ့လောက်ကြီးဆောင်းလိုက်ပါပြန်ဆောအလုပ်ကြီးကခါခေးမှာတော့ကြောက်ခန်စားပါတယ်ဒီတော့ကြီး ပြပြကဘုလူရှင်ကိုဘာလာနေကာကမစော်လို့နေကပါသူကခဲရပါတယ်ကျန်လို့စစပြောတဲ့အဆောင်မပြပါတရာလုံးလုံးတဝကုထုံမလားပါအကျန်လို့စခန်းစားစရာအဲ့ဒါမင်းဘောကခိုက်တိစကူစာမရှိဘူးဒီဆလုံးမသာပါစစ်တွေမျိုးမှာအာရခတက်တော်နဲ့အကျန်ဖတ်စစ်တပ်တို့အကြားတိုက်ပွဲတွေပြင်းထန်လာမှောက်ကိုဆိုရင်တဲ့အတွက်လုံးခဲ့တဲ့နှစ်ကစကရှမ်းသာပြီးတက်နိုင်သူတွေဟာရန်ကုန်မြို့ကိုအင်ထောင်ပြောင်းရွှေ့သွားကြပါတယ်။ တဖက်မှာစစ်တွေမြို့ပြင်မှာတည်ရှိတဲ့ပါတလိတ်ရရှမ်းပြင် မောင်နီပြင်တင်ပုံတန်းဝါဘူပြိုင်းဖြူဝါကြေးရွာရော်မရွှေပြေသားနဲ့ကြေးရွာပိုက်ဆိုင်စားတဲ့ကြေးရွာတွေကကြေးရွာသားတွေဟာစစ်ကောမရှင်ရဲ့အတ္တမနှင်ထုတ်ခြင်းခံရတာကြောင့်2024ခုနှစ်စက်တင်ဘာလဒုတိယအပတ်မှာရွာတွေကိုစွန့်ခွာခဲ့ကြရပြီးစစ်တွေမျိုးကဖုံးတော်ကြီးအောင်းတွေမှာဖြစ်တယ်လို့နေထိုင်နေကြရပြီးစစ်တွေမျိုးအတွင်းမှာပြိမိနေကြရတာပါ။ ဒီအထဲမှာတချို့ကျေးရွာသားတွေဟာအေးအေးထိန်းချုပ်ရာလွတ်မြောက်နေမြေတွေကိုနေမျိုးစုံနဲ့အသက်ဆုံးကထွက်ပြေးစေပေးရှောင်နေကြရတာလည်းဖြစ်ပါတယ်။နောက်ထပ်ကျေးရွာပိုက်ဆိုင်ကျေးရွာကစေပေးရှောင်လာသူဦးကျော်သိန်းရှေကတော့စာရေးတောက်ရေးခက်ခဲနေတယ်လို့တက်ကြီးပိုင်းတွေနဲ့နေမကောင်းဖြစ်နေသူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့လိုအပ်တယ်လို့ပြောပါတယ်။ဟုတ်ကဲ့ခေါင်းပြပါဝေရသူတွေခေါင်းပြပါဝေရသူတွေလက်တက် နောက်တော့ဘုနရသာပဲဘုရားကတရားဘယ်ဥထဲမှာတင်ဆုံးရတာပဲစီလူကဲမှာဆုံးဆိုရပါရဲ့မဆောက်တော့ပါဆရာဝန်တရားလာခွင့်မှာတခါတော့ကပြာပြီပါလို့ဒီဂူလီဆိုင်တဲ့ဘာအရာအရာကြီးခေါင်းပြပါဘူးကဲဒီပါအရာကြီးဒီဟဲ့ကြီးခေါင်းပြီးကြီးတော့ပါရဲ့ရှိကြီးဒီတဲ့ခံမှုတူမှုပါရဲ့အမှန်ကြောလို့ကျွန်တော်ကဤတော့ပါရဲ့အဲ့ကြာနေရမင်းခေါင်းတော်လေးမှာပါသူပါပါခေါင်းကြီးကြိုက်ကြိုက်ပါရဲ့ခေါင်းကြီးကုန်ပြီးပါရဲ့ ရပါတယ်ခံဒီပြီးတဲ့ညရဲ့ဘဝကြီးကပုံမှန်လူကဘာဖြစ်ပြီးပါရခိုင်ပြည်ကတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေနဲ့တဘဝဘေးအန္တရာယ်တို့ကြောင့်နေရစွန့်ခွာ ထွက်ပြေးနေရသူတွေအရေအတွက်ဟာ6သိန်းကျော်အထိရှိလာတယ်လို့အာရခတက်တော် AA ဖက်ကပြီးခဲ့တဲ့ဩဂုတ်လ17ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။ရခိုင်ပြည်မှာဖြစ်ပွားနေတဲ့စီးရီးပတိပခါတွေတိုက်ပွဲတွေနဲ့တဘဝဘေးတွေဖြစ်ကြတဲ့ရေကြီးမုန်တွေကြောင့်ဒုက္ခကြုံနေရတဲ့ပြည်သူတွေစီနိုင်ငံတကာကအကူအညီတွေမရောက်နိုင်အောင်လဲစစ်တပ်ကပိတ်ဆို့ထားတယ်လို့ AA ပြောခွင့်ရသူဦးခိုင်သူခါကပြောပါရယ် ဒါအပြင်ရခိုင်ပြည်အလေးပိုင်းဒေသတွေမှာစားနပ်ရိက္ခာလိုအပ်နေတဲ့မိသားစုအရေအတွက်ဟာအခုနှစ်အတွင်းနှစ်ဆနီးပါးကိုမြင့်တက်လာတယ်လို့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကဩဂုတ်လ12ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်ရှင်။ကျွန်မအင်းမြတ်ခိုင်ပါ။